အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါရစေ Champion ပေးတဲ့အားလုံးမင်္ဂလာပါဟိုတနေ့ကပဲ Chelsea သင်းရဲ့ကွင်းတဲ့ကစားသမား Romeo Lavia injury ဖြစ်တဲ့အဲ့ injury ကို လူစားလဲခဲ့ပြီးတဲ့အချိန်မှာအခုနောက်ဆက်တွဲမှာ Lavia ကထပ်ပြီး injury ဖြစ်တယ် Chelsea မှာအခု Chelsea ရဲ့အသစ်သွင်းပြောင်းလဲလိုက်တဲ့ transfer policy နဲ့ကစားသမားတွေအများကြီးခေါ်တဲ့အထက်မှာလုံးဝအကျိုးမပေးတဲ့ကစားသမားတွေတော်တော်များတယ် ရေကောင်းတဲ့ကစားမတွေရှိတယ်ဗျာဥမာကိုဖာမာတို့မာကူကရယ်လာတို့နောက်ဆုံးဂျောပတ်ထရိုဒရိုလီအာကိုရတဲ့ပက်ထရိုနက်တို့အာကိုရတဲ့အန်ဆိုဖလန်ဒက်စ်ဝိုက်ဆက်စကိုက်စီတို့လာဗီယာဆိုရင်ဒါလီဗာပူးနဲ့အပြိုင်တဲတန်ခေါ်ခဲ့ရတာအဲတုန်းကမော်ရီစီယိုပိုချက်တီနိုလက်ထက်ပေါင်65တန်းကိုဆောင်းတန်နဲ့မာဒါလီဗာပူးနဲ့အပြိုင်လူးခဲ့ရပြီးတော့ ရိုမီယိုလာဗီယာကိုချဲစီခေါ်ခဲ့တယ်။လာဗီယာသူစရောက်လာတဲ့အချိန်ကနေစပြီးတော့အခုလောလောဆယ်ပေါ့လေသူကာဘောင်းနဲ့ကာဘောင်းကမှာအင်ဂျူရီဖြစ်သွားပြီးအချိန်ကနေစပြီးတော့အခုလက်ရှိမှာသူဒဏ်ရာပြသနာဘလောက်ထိရလဲဆိုရင်ဒဏ်ရာ၁၇ချိန်ရတယ်။ချဲစီကိုစရောက်လာတဲ့အချိန်ကနေစပြီးတော့လာဗီယာကဒဏ်ရာ၁၇ချိန်ရတယ်။အခုနောက်ဆုံးရတဲ့အင်ဂျူရီကနောက်ထပ်တစ်လထပ်နာရမယ်။လာဗီယာကချက်စီကိုစားရောက်လာတဲ့အချိန်65တန်းနဲ့ပြောင်းလာတဲ့အချိန်မှာဒဏ်ရာ17ချိန်ရတယ် ပွဲပေါင်း89ပွဲထိလွဲချော်ပြီးတော့ရက်ပေါင်း968ရက်968ရက်ဆိုတနစ်ခွဲလောက်ရှိတယ်တော့65ရက်ကတနစ်ဆိုရင်တနစ်ခွဲပတ်ဝန်းကျင်လောက်ရှိတယ်ရိုမီယိုလာဗီယာကိုချက်စီပေးခဲ့ရတဲ့အချိန်ဆိုတော့ဒါရိုမီယိုလာဗီယာကအခုလက်ရှိအနေထားရသူပြန်ပါနိုင်မယ်ဆိုရင်တော့မှဒီဇင်ဘာ13ရက်နေ့ evident နဲ့ပွဲချမှာပြန်ပါနိုင်မယ်နောက်ထပ် injury ပြဿနာပေါ့လေ300တီချက်စီခေါ်ခဲ့တယ်ပထမတရားတီက injury တိတက် ောက်ရသည်မှာပွဲစဉ်အချို့ကစားတဲ့ injury ထပ်ဖြစ်တယ်ဒီရသည်မှာ ကစားလိုက် injury ဖြစ်လိုက်တယ်300ရသည်မှာ980နဲ့980 968ရဲ့ injury ဖြစ်ပြီးတော့7ကြိမ် injury ဖြစ်တယ်ပြီးတော့ပွဲပေါင်း 89ပွဲလွဲတယ်ဆိုတော့ကျွန်တော်အမြင်တော့ Chelsea အနေနဲ့ဒီနွေရာသီမှာမဖြစ်မနေရောင်းထုတ်ရမယ်ကစားမှာပဲဒီကြားထဲမှာအခု Romeo Lavia နဲ့အတူပဲ Chelsea မှာနောက်ထပ် injury hit တဲ့ကစားမှာတွေရှိတယ်သူတို့တေချပေါက်ထုတ်မဲ့သား Wesley Fofana အခု Fofana ကဟုတ်နေရနော်ဒါပေမဲ့ Fofana ကိုစခေါ်တဲ့ Leicester City ကနေတား9ဆော်ဂျန်နဲ့ခေါ်တဲ့ကနောက်ရာသီမှာဒဏ်ရတယ်နောက်တရာသီမှာဒဏ်ရတယ်တခါရလေ Fofana က9လ6လ9လပဲသူလဲ Lavia နဲ့ထူးမခြားနာပဲ at least သူကတော့ lavia ထက်ဆိုင်ပွဲနည်းနည်းပိုကစားရကောင်းထားနိုင်တယ် wesley fofana ကအခုလောလောဆယ်ကောင်းနေတယ်ဒါပေမဲ့ဘဲချိန်တန်ရရသွားမလဲဆိုတာဘေးတက်တိကအမြဲတမ်းရှင်တပတ်မှာနေစောင့်ကြည့်နေရတယ်နောက်တစ်ယောက်ရှိသေးတယ်ဘာဒီယာရှိဒါမူနာကိုကနေဈေးကြီးပေးဝယ်ထားတယ်မူနာကဈေးကြီးပေးဝယ်ထားပြီဘာဒီယာရှိကသူလဲလီဗာပူးနဲ့ကစားခဲ့တဲ့ပွဲမှာ injury ဖြစ်သွားတယ်သူဆိုရင်လည်းဒီတိုင်းပဲဈေးကြီးပေးဝယ်တဲ့တကက်ပွဲကြီးတွေမှာလည်းခြေစွမ်းမပြနိုင်ဘူး ပြီးမလူလာပဲနဲ့အရန်ရောင်းတာဒီပိုင်းလေတောက်လျှောက်ရှိတယ်ခဏခဏအမားလုပ်တယ် individual အမားတွေလုပ်တယ်သူကိုယ်တိုင်လေကြက်ခိုင်မှုမပြေဝဘူးမကြာခဏ injury ဖြစ်တယ်ဒါ Chelsea ကအသင်းကောင်းဆောင် reaching ကိုယ်တိုင် injury ဖြစ်တော့ကျန်တဲ့ကောင်လေး injury ဖြစ်တာမဆန်းဘူးဒါမှ DRV မှာဤပြားက reaching ကိုတော်တော်လေး manage လုပ်နိုင်လို့သာသူ injury မဖြစ်အောင်လုပ်ထားတာဆိုတော့ဘာဒီယာရှိလဲအပြင်း injury ဖြစ်တဲ့ ဖိုဖာနာလည်းအမြင့် injury ဖြစ်တယ်အခုကတော့ကောင်းနေတယ်ဗာဒီယာရှီကနာနေတယ်ပြီးတော့မှရူမီယိုလာဗီယာဒီနေရာမှာကျွန်တော်ဒါဆိုရင်ဗျာဗာဒီယာရှီဖိုဖာနာတို့ထပ်ဆိုင်ဗျာဒစိုက်စီညံ့သည့်တိုင်ဟော asset ဒစိုက်စီကအတ္တိဆိုနည်းနည်းကြိုးစားသေးတယ် injury လည်းနည်းတယ် asset ဒစိုက်စီကအရင်မဆိုးဘူးနီးပြသူမကြိုက်လို့သာသူ့ကိုပြောတာတကယ်တမ်းကျတော့ဒစိုက်စီလည်းမဆိုးဘူးဘန်ချေးဝဲဆိုရင်တောက်လျှောက်ကြိုးနေတာသူလည်းအမှန်တိုင်းပြောရင်သူလည်း injury တမားပဲဒါပေမဲ့ Chelsea ပြဿနာက အဲ့ injury အရန်ဖြစ်တဲ့ကစားမတွေကိုရှင်းကိုရှင်းထောက်မှာလစာတွေအများကြီးပေးထားကာလရှည်ကြ control တွေချုပ်ပြီးတော့အသင်းမှာဆက်ထားပြီးတော့ဒါ blind လစာပေးမဲ့တူတူတော့ပြဿနာတွေဖြေရှင်းပြီးတော့လွေရာသီမှာကျွန်တော်တို့ဆိုလာဗီယာလစ် maybe for fauna ခဏထားလိုက်နောက်တစ်ခါ long term injury ဖြစ်ရင်ဒီကောင်ထုတ်ပြီး decisive ကလည်းအခုဆောင်းရသီမှာထွက်မယ်အဲ့ထဲမှာ body ရရှိလဲထုတ်အောင်မှာသူထုတ်စရာ injury နဲတာမှမဟုတ်တာ ဒါတော့မေခါလိုမိုးတွစ်တဲ့တန်းတရာလဲပလုံဆိုတချို့ပိုင်းနေမှာ Chelsea ပိုင်းရှင်တွေသူက blind waste ဖြစ်သွားတဲ့ကစားမတွေအများကြီးပဲဆို Lavia နောက်ထပ်တရာစီတလာထက်နာမယ်ဘာဒီယာရှိ injury ဖြစ်နေဆက်ဖြစ်ပြီးတော့ Chelsea အနေနဲ့မဖြစ်မနေရောင်းထုတ်ဖို့လိုတဲ့ injury ကစားမတွေအများကြီးရှိနေဆက်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်